ဟယ်လိုဒီနေ့မှာတော့ဆိုဒါရီနဲ့စိန်နဲ့အိုးစိန်ကြွကြွရွရလေးကို၃နိုင်လောက်ထားရုံနဲ့တန်းစားလို့ရတဲ့နီလန်လေးကိုလုတ်ပြပေးပါမယ်နော်။ ပါဝင်ပစ္စည်းတွေကတော့မော်လာဥအဖြူပါမယ်မော်လာဥအနီပါမယ်ပြီးသွားတာနဲ့ဂျပန်သခွားတိပါပါမယ်နော်ဒီနေ့ရအဓိကမင်သားတော့ဆိုရာရေးလေးပါပဲရှင်ပြီးသွားတာနဲ့ရှာလကရေးပါမယ်စားပါမယ်တကြားပါမယ်အရင်ဆုံးနေနဲ့ကတော့မော်လာဥအဖြူကိုအခွန်ခွာပေးထားလိုက်ပါမယ်နော်ဒီနေ့မှာအလုံးတစ်သိအလုံးကြီးကြီးအမျိုးမျိုးတုံလို့ရပါတယ်နော်ပြီးသွားတာနဲ့မော်လာဥအနီကိုလည်းအခွန်ခွာပေးထားလိုက်မယ်နော်ဂျပန်သခွားတိတော့ခွာစရာမလိုပါဘူးရှင်ပြီးသွားတာနဲ့မော်လာဥအဖြူကိုထိုက်ပိုင်းနှစ်ဖက်ပေါ့နော်ဖင်တဲ့ခေါင်းနဲ့ကိုဖြတ်လိုက်မယ်ပြီးတာနဲ့နှစ်ချမ်းလီးပြီးတာနဲ့အချောင်းချောင်းလေးတွေလုတ်ပေးလိုက်မယ်နော်ဒီနေ့မှာကိုထဲမဲ့ဘူးအလိုက်ပေါ့နော်ကိုအတုံးလေးခတ်တသေးသုံးမှလာခု လိုမျိုးအချောင်းရှိရှိလောက်မှလာအဆင်ပြေတယ်ဗောနော်တစဉ်ကတော့လက်တန်းအရွယ်လောက်လေးတွေအချောင်းလေးတွေဗောနော်ခက်ရှိရှိလေးတွေလောက်ထားပေးလိုက်ပါတယ်ရှင်ပြီးသွားတာနဲ့သူ့ကိုဇလုံတစ်ခုထဲမှာဗောနော်အကလုံးကိုရောထည့်ထားလိုက်ပါမယ်နော်ပြီးသွားတာနဲ့မောက်လာဥအနီကိုလည်းစစောအတိုင်းဗောနော်ဖင်နဲ့ခေါင်းနဲ့ဖြတ်လိုက်မယ်ပြီးတာနဲ့သူ့ကိုနှစ်ချမ်းပိုင်းပြီးတာနဲ့အချောင်းလေးတွေမျိုးလီပေးလိုက်တယ်ဗောနော်ဒီနေရာမှာအတုံးတအားကြီးသွားတဲ့အခါကျရင်လေဒီသူ့တော်ယုံနဲ့မနွမ်းဘူးတော်ယုံနဲ့ဟိုဟိုမွန်အစိမ်းစားသလိုပဲဖြစ်မှာဗောနော်အဲ့ဒါကြောင့်မလို့အနီတော်လေးအချောင်းခက်သေးသေးလေးလီပေးဖို့လိုပါတယ်နော်ပြီးသွားတာနဲ့စစောမောက်လာဥအဖြူထဲမှာပဲရောထည့်လိုက်ပါမယ် ယ်နော်ပြီးသွားတာနဲ့ဒီဂျပန်သခွားသီးကိုလည်းထိုက်နှစ်ပိုင်းဖြတ်ပြီးတာနဲ့နှစ်ချမ်းခွဲလိုက်မယ်ပြီးတော့သူ့ကိုကြတော့လေဒီဆော့ဆော့ကလှုပ်တဲ့အတိုင်းပဲအချောင်လေးလှုပ်မယ်ဒါပေမဲ့လေဒီအသွင်းသားပေါ့နော်အစ်စ်နေရာကိုမယူချင်လဲမယူလို့ရပါတယ်နော်တစဉ်ကတော့နှမျောလို့ပေါ့နော်ဒီအသွင်းသားအစ်စ်နေရာလေးပါယူရရှင်သူ့ရဲ့အသွင်းသားအစ်စ်နေရာလေးရပါပေါ့နော်ဒီအိုးစိန်လှုပ်တဲ့ခါကျရင်တော်ယုံနဲ့မကျုတ်ပေါ့နော်အပြင်အခွန်ပိုင်းလောက်ပဲကျွတ်တာရှင်အဲ့ဒါကိုအားလုံးလီးပြီးတာနဲ့တစ်စလုံးထဲမှာပဲရောထဲလိုက်တယ်ပြီးသွားတာနဲ့သူ့ကိုစားသွင်းကြကြော်လောက်နဲ့ရောနယ်ထားလိုက်မှာပေါ့နော်ဒီနေရာမှာအခုလိုမျိုးနယ်ချင်းအဖြစ်ပေါ့နော်ဒီစိမ့်ရှိရှိအနက်တွေကမရတော့ ဘူးနောက်တစ်ခုကကြတော့အိုးစိန်တဲ့ခါကျရင်ဒီအရွက်လေးတွေဒီအသီးလေးတွေကနွမ်းပြီးတော့ဘောနော်ပို့ပြီးတော့စားကောင်းစေအောင်လို့ဘောနော်15မိနစ်လောက်ထပ်ထားလိုက်မယ်နော်အခုဆိုရင်တော့အချိန်အဖြစ်15မိနစ်ကြာသွားတော့အောက်မှာသူအရေလေးတွေထွက်လာတဲ့ရှင်တာတွေကိုတွန်ထုတ်မယ်ပြီးသွားတာနဲ့ဒီအကလုံးဘောနော်ရေနဲ့ပြောင်ပြန်စေးလိုက်အောင်ဘောနော်အငံတဲ့ပျောက်သွားအောင်လို့ပါရှင်ရေစေးတဲ့ခါကျရင်လေလက်နဲ့ဖွဖွားလေးပဲပဲစေးဘောနော်လုံးဝကိုခရမ်းခရမ်းအရန်ကြက်ကြဲမစေးရပါဘူးနော်အလုံးကိုရေစေးပြီးွားပြီးဆိုတာနဲ့ဘောနော်သစဉ်တော့ကိုစားကြည့်တော့ဘောနော်အနေထားလေးကအရန်ငံလာအတော်ပဲလာဘောနော်တအားမငံပါဘူးနော်သစဉ် ပြောလိုက်တဲ့နီလန်လေးကအနေတော်တော့ပဲရှင်ပြီးသွားတာနဲ့ကိုထဲ့မဲ့ဘူးလေးကိုပေါ့နော်တေချာရေနဲ့ဆေးပြီးတော့တုတ်ထားပေးရပါမယ်ရှင်ပြီးတာနဲ့ခုလိုမျိုးပေါ့နော်လလပပစစ်စီရေလေးထည့်လို့လည်းရတာပေါ့နော်အဆင်ပြေတယ်လို့ပဲကိုစားချင်းတယ်လို့မျိုးပေါ့နော်သစင်ကတော့နည်းနည်းလေးကြည့်ကောင်းအောင်ကြည်လောက်အောင်လို့ပေါ့နော်ဒီသခွားသီးတို့မော်လာဦးအဖြူတို့အနီတို့သူ့နေရာနဲ့သူလေးပေါ့နော်စစ်စီရေလေးလောက်ထားပါတယ်ရှင်အစားတော့တဘူးထဲနဲ့ဆက်မလို့ထင်ခဲ့တာပေါ့နော်မဆက်ဘူးဆိုတော့သစင်ကတော့နောက်ထပ်တဘူးထပ်ဖြည့်လိုက်ပါတယ်ရှင်ဒီတဘူးကိုကြတော့တိတ်ပြီးတော့မလောက်ဘူးပေါ့နော်သစင်ကတော့ပို့တဲ့ဟာလေးတွေနဲ့တိတ်ပြီးတော့မညီတဲ့အချောင်းလေးတွေနဲ့ထိုးထည့်လိုက်တယ်ပေါ့နော်ခုဆိုရင်တော့စစ်စ ုပေါင်းနှစ်ဘူးနီပါရသွားပါတယ်ရှင်အဲ့ဒါဆိုရင်တော့သူ့ကိုစပြီးတော့အိုးစိန်လောက်ပါတော့မယ်နော်တကြားကိုတုံစွန်ထက်ပါမယ်နော်ဒီနေရာမှာဇွန်မမောက်ပြပြထဲစရာမလိုပါဘူးနော်ဇွန်ရဲ့အနေတော်လောက်ဆိုရပါပြီရှင်ပြီးသွားရတဲ့စားကိုကြတော့ဇွန်ရဲ့၃ပုံ၂ပုံလောက်ထည့်ပါမယ်ပေါ့နော်အရန်ငံမှာဆိုလို့ပါနော်ပြီးသွားရတဲ့ရှာလကာရေကိုကြတော့100မီလီထည့်ပေးပါမယ်ရှင်ပထမတဘူးကို100မီလီထည့်တယ်နောက်တဘူးကိုလည်း100မီလီထည့်လိုက်ပါမယ်နော်နောက်ဆုံးကကြတော့မင်းသားဖြစ်တဲ့ဆိုဒါရေလေးကိုလောင်းထည့်ပါမယ်သူ့ကိုအပြည့်ဖြစ်ပေးရပါမယ်နော်အပြည့်ဆိုတာလုံးဝဘူးပိတ်လို့မရတဲ့အနေထားမဟုတ်ပါဘူးနော်ပိတ်လို့ရတဲ့အနေထား ကိုအပြည့်ထည့်ပြီးတာနဲ့ရပါပြီရှင်ဒီဆိုရရင်နဲ့ပတ်သက်ပြီးတော့သစင်ရောအရင်တစ်ခါမေးကြတယ်ဘမဝယ်လို့ရလဲဆိုပြီးတော့လေ तू ကလေအရက်တွေအချို့ရေးအေးတွေနဲ့ရောရဲဆိုတာပါနော်ကုံစုံဆိုင်ကုံကြောက်ဆိုင်အေးဆိုင်တွေမှာဝယ်လို့ရပါတယ်ရှင်သူ့မှာအနက်မရှိဘူးအရသာမရှိဘူး guest တမျိုးပဲပါပါတယ်ရှင်ဒီဆိုရရင်နဲ့စိန်ချင်အဖြစ်ပေါ့နော်ဒီအိုးစိန်လေးတွေကပို့ပြီးတော့ကျွတ်ရွပြီးတော့ပို့ပြီးတော့စားကောင်းပါတယ်ရှင်တခြားအိုးစိန်တွေဆိုရင်အနည်းဆုံးတညနညလောက်ထားပြီးမှစားရတာပေါ့နော် तू ကကြတော့ရေကတက်တာတည်းမှာ၃နာရီလောက်ထားပြီးရုံနဲ့တန်ပြီးတော့စားလို့ရပါတယ်ရှင်ထပ်ပြီးတော့စောက်စရာမလိုပါဘူးနော်အခုဆိုရင်တော့ရေကတက်တာတည်းထည့်လိုက်ပါပြီ၃နာရီအကြိုက်ကြိုက်ပြန်ထုတ်ပါမယ်နော်အဲအခုဆိုရင်တော့ အချိန်အားဖြင့်၃နိုင်ကြာပြီဆိုတော့စမ်းစားကြည့်ပါမယ်နော်အရလာလေးဘယ်လိုနေမလဲဘူးကိုစားဖွင့်ကလေးကအနက်လေးကလေလုံးဝကိုချွတ်ချွတ်ချင်းအနက်လေးလို့ဖြစ်နေပြီရှင့်အဲ့ဒါဆိုရင်တော့တစင်တို့ထုတ်လိုက်မယ်ပေါ့နော်ကိုစားတလောက်ကိုအရသာမြည်ကြည့်လိုက်တော့လေအရင်ကစားတောက်လို့ရတာပေါ့နော်လုံးဝမငဲအောင်ချွတ်ချွတ်ချင်းချင်းလေးနဲ့ဒါဆိုရင်တော့အရသာလေးစားမြည်ကြည့်လိုက်ရအောင်နော်စားစားကြည့်လိုက်တဲ့တကိုက်မှာပဲပေါ့နော်လုံးဝကိုကျွရွားပြီးတော့လေအရသာလေးကလေချွတ်ချွတ်ချင်းချင်းလေးနဲ့အေးအေးလေးပေါ့နော်လုံးဝကိုမငံပါဘူးနော်အရသာတော်တော်လေးကိုအဆင်ပြေတယ်ရှင့် ကြွရချရတော့ကြတဲ့အတိုင်းပေါ့နော်တကြွကြွနဲ့လုံးဝအောင်စားကောင်းတော့သူ့ကို spice ခောက်ဆွဲတို့ပဲခောက်ဆွဲတို့ဒီတခြား ਈ တဲ့ဟာလေးနဲ့တွဲစားအရင်ကိုလိုက်မှာဒါကိုရေခဲတက်တာတော့မှပဲထားပြီးတော့အေးအေးလေးစားရတာပေါ့နော် okay သတင်းဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြတဲ့အတွက်အားလုံးထူးပဲကျေးဇူးတင်ပါတယ်ရှင်နောက်ကြိုကြောင်းပါပဲတစဉ်ကဗာလေးတွေစားပြပြီးတော့ဗာလေးတွေဆန်ပြချက်ပြမလဲဆိုတော့ကြည့်ရှုပါကြပါအောင်နော်အားလုံးနှုတ်ဆက်လိုက်ပါတတာ